ဒီကျွန်တော်ကဘာမှအမားမရှိသေးဘူးမင်းအဲ့စာကတ်ထားဒါစက်တော်ရဲ့လမ်းကြောင်းမှာစက်တော်ရဲ့လမ်းကြောင်းဥပဒေရမယ်အဲ့လိုစာကတ်လို့ရတက်နေရခိုင်းတာလေတက်နေခိုင်းတယ်လို့ကျွန်တော်မလုပ်အောင်လားတက်နေမှုတော့အမိတ်ရတယ်မဟုတ်ဘူးအဲ့ဒီမိတ်ရကသူကတားကားတွေမှတမယောက်သူကမှန်ချမောင်းဘူးပြောတယ်မချောက်ပြောချင်မှာအဲ့ချိန်မှာခုနခုနဒီမလိုင်ရဲ့စီမံအုပ်ချုပ်စီလိုက်စီမံအုပ်ချုပ်ရဲ့အဖွဲ့ပဲဘုံမှုဝေပြိုးဆိုတဲ့ပုံကဖြတ်လာတယ်ဖြတ်ပြီးတော့မဝင်လာတဲ့ချိန်မှာအဲ့ကောက်မှန်ချခိုင်းဒါပေမဲ့ခက်ပြဿနာအဲ့ဘုံမှုဝေပြိုးဆိုတဲ့ပုံကယူနီဖောင်းမထားဘူးဝေစီမံလုံးမင်းကလာပါခုတစ်ခေါက်မှာတော့ကျွန်တော်ခုတော်မျိုးမင်းရဲ့တင်းတုံးချက်လေးချိုးနားထောင်ကြည့်အောင် ောက်တစ်ခုကကျွန်တော်ဒီနေ့ဒီအဲစစ်တပ်နဲ့ပတ်သက်လို့ဒီနေ့တစ်ခုထည့်ပြောမှရှိရဦးလေအဲ့ဒါဘာလဲဆိုတော့မိထီလာတိုးကိမှာဖြစ်သွားတဲ့ပုံမှုဝင်ဖြိုးတဲ့အဲ့ဒီဟိုဘာခေါ်လဲကျွန်တော်လုံချုံတက်ဖို့လေးပေါ့ဗျာဟိုပြည်သူစစ်ပေါ့အဲ့ဒီတန်နေရခိုင်းတာကျွန်တော်မလို့အောင်လဲပြောတန်နေရခိုင်းရှင်းဟောင်းရှင်းလိုက်ဟမ်းလဲလေပြောအောင်လဲပြောမင်းကောလေကျွန်တော်ကတာဝန်ရပြောနေတာမင်းကတာဝန်ဆိုငါတာဝန်ရှိတယ်ဟုတ်တယ်ဘုံမှုတာဝန်တန်နေလုံးကအောက်ချုပ်နေတာအေးအဲ့ဒါကျွန်တော်ကတော့ဘုံမှုလဲ ဟိုကဘယ်လိုမြင်တာပဲကျွန်တော်လည်းမြင်တာပဲဘယ်ဘယ်တက်ကတက်တာကတိဘယ်တက်ကတက်တာအဲ့ဒါမပြောနဲ့အဲ့ဒါကိုမပြောနဲ့ဘူးမှုဘာဖြစ်စင်လေးအဖြစ်စင်ကတော့ကျွန်တော်တို့အဖြစ်စင်လေးကတော့ဒီနေ့ online မှာပေါ်လို့ရနေတယ်ဒီမှုကွင်းတစ်ခုမှာတော်တော်ပေါ်လို့ရနေတဲ့တရီတစ်ခုဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ထည့်ပြောတာပေါ့ဒီထည့်ပြောတဲ့ကံမှာဖြစ်စင်ကတော့ခံရတဲ့ video file ကြည့်ပြီးလောက်ပြီးယူစားတယ်အဲ့တော့ဖြစ်စင်ကတော့ကျွန်တော်တိတိပြောစမ်းမလို့ခံရ video file ရှိလိုက်ရင်ကြမ်းမြင်သိပြီပေါ့နော်ဆိုတော့မိတ်ချာတိုးကိမှာဗျာကိုယ်နဲ့ပြောရင်ဖြစ်စင်ကတော့ဘယ်နေ့ဖြစ်တာလဲဆိုတော့မိတ်ချာတိုးကိမှာပြီးခဲ့တဲ့ အာ73ရက်နေရပါတော့73ရက်နေကအဲ73ရက်နေတော့မဟုတ်ပြဒီကောင်ကဖြစ်စဉ်တွေကတော့နည်းနည်းတော့ရောထွေးပါတော့ရောထွေးတယ်အဲ့တော့ကျွန်တော်ဒီကောင်ရဲ့ဗီဒီယိုဖိုင်ထဲမှာပါတဲ့ရက်ကိုတော့မသိဘူးဒါပေမဲ့ရက်ကတော့မှန်းခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ73ရက်နေမှာတင်းတလူလူ15ရက်တူလူပေါ့ဒါမှမဟုတ်15ရက်ပေါ့ဖြစ်မှာပါတယ်ဖန်ခံဖြစ်စဉ်ကြောင့်ဆိုတော့နော်ဆိုတော့တပါတော့လွင်ပြောရင်တော့ဒီမေဂျီလာအဲဂိတ်ပေါ့နော်တိုးဂိတ်ပါ ဝင်မိလာဝင်ပေါ့ရန်ကုန်မိလာမြို့နဲ့ရန်မြို့အောင်ရက်ကွက်မှာနေတဲ့စောယူထွန်းစောယူထွန်းဆိုတဲ့ပုဂ္ဂိုလ်ကိုတဲ့မိလာဆန်ကိုင်းနေတရားကြိုချင်းကစစ်တပ်ကနေတော့ဖမ်းလိုက်စစ်တပ်ကတော့ဖမ်းလိုက်တယ်တဲ့သူကဘာလို့ဆိုနိုင်ငံတော်ဒီကြီးကြီးပြည်သားစီမှုလူမှုကွန်ရက်ဆိုင်တော်ကိုလှုပ်တော်ဝါရပြန်ကြီးလှုပ်တဲ့အတွက်သူဖမ်းပါတယ်ဆိုပြီးတော့ဒါသူကပြတယ်အဲ့တော့သူကစောယူထွန်းဆိုတဲ့ပုဂ္ဂိုလ်ကသူ့ရဲ့ Facebook မှာမိလာ73ရက်နေ့ရေးတာရှိတယ်အဲ့တော့စစ်မှုထမ်းကိစ္စရင်းနဲ့သူမကျင်းတဲ့ရေးတယ်စသဖြင့်ပေါ့ဗျာသူ့ရဲ့ဒီမကျင်းတဲ့ချက်လေးတွေသူမကြိုက်တဲ့ချက်လေးတွေသူထုတ်ရေးတယ်အဲထုတ်ရေးတယ်နော်လူသားတို့ဝေကောက်တဲ့ကိစ္စတိုင်းထုတ်ရေးတယ်အဲ့လိုရေးတာလည်းရှိတယ်အဲ့ဒါကြောင့်မလို့မိလာဆန်ကိုင်းမှာသူဖမ်းပါတယ်လို့အဲဖမ်းပါတယ်လို့ပြောတယ်ပေါ့ဗျာနော်ဆိုတော့ စင်္ဂိုင်းရဲ့နေမှာဘာဖြစ်ခဲ့သေးလဲဆိုတော့စင်္ဂိုင်းရဲ့လိုတော့ယူဆပါတော့စင်္ဂိုင်းရဲ့နေမှာဘာဖြစ်ခဲ့သေးလဲဆိုတော့အဲ့ဒီဇော်ယုထွန်းเนาะမိဒာမိဒာပြည်သူစစ်ပေါ့နော်အဲ့ဒီလုံကျိုးကိမှာတာဝန်ထမ်းဆောင်တဲ့မလိုင်မိဒီလာလမ်းပိုင်းမှာအဝင်တိုးကိမှာတာဝန်ထမ်းဆောင်တဲ့ဇော်ယုထွန်းရှိတဲ့နေရာကိုအာတက်ကဘုံမှုတယောက်ကဘုံမှုတယောက်ပေါ့နော်မလိုင်မြို့နဲ့စီမောက်ချိုကြီးကောင်းစီဖွဲ့ဝင်လို့ပြောတယ်ဘုံမှုဝေဖြိုးဆိုတဲ့ပုဂ္ဂိုလ်အားတဲ့ဖြတ်ပြီးကားမောင်းတယ်မောင်းတဲ့အချိန်မှာဒီဇော်ယုထွန်းကနေပြီးတော့ပြောတယ်ပေါ့ကားမှန်ချဖို့ပြောတယ်ပေါ့ အဗီယိုဘိုင်းနဲ့ပါပါတယ်ဂမ်းမန်ချောက်ကိုပြောတယ်ဂမ်းမန်ချောက်ကိုပြောချင်မို့မှန်မချောက်မှန်မချောက်တဲ့အပြင်တကားဖွင့်ပြီးဆင်းလာတယ်ပေါ့ဗျာဆင်းလာပြီးတော့ပြောမှာဒါစကားများကြတဲ့ဗီဒီယိုဖိုင်အဲ့ဗီဒီယိုဖိုင်တော့တော်တော်လေးစကားများကြတယ်ကိုရတယ်ကျွန်တော်ဒီတိုင်းနားလဲဆိုလို့ပြောပါမယ်နားလဲဆိုလို့တော်တော်လေးနားလဲအောင်ဖြစ်ဖြစ်ရှင်းရှင်းလေးပြောပါမယ်ဒီမလိုက်မိတ်လာလမ်းအဝင်မှာဒီပြည်သူစစ်ခေါင်းဆောင်ကိုဇော်ဇော်ယူဇော်ယူထုံးဆိုတဲ့ပုဂ္ဂိုလ်ပေါ့နော်ဇော်ယူထုံးဆိုတဲ့ပုဂ္ဂိုလ်သူကစစ်စေးလို့ပြောလာတဲ့ကားမန်သမ ्या ဟုတ်သူကအဲမိတ်လာအမိတ်ညာပေါ့နော်တန်နေမှုတော့အမိတ်ညာဖြစ်မှာပေါ့အဲ့ဒီအမိတ်ညာသူကတားကားတွေမန်သမ ्या ဟုတ်သူကမှန်ချမောင်းပေါ့ ပြောတယ်။မှတ်ချက်ပြောချင်မှာအဲ့ဒီအချိန်မှာခုနခုနဒီမလိုင်ရဲ့စီမံအုပ်ချုပ်စီလိုက်စီမံအုပ်ချုပ်ရဲ့အဖွဲ့ပဲဘုံမှုဝေဖြိုးဆိုတဲ့ပုံကဖြတ်လာတယ်။ဖြတ်ပြီးတော့မဝင်လာတဲ့အချိန်မှာအဲ့ကောက်မှန်ချခိုင်းတယ်။ဒါပေမဲ့ပြဿနာအဲ့ဘုံမှုဝေဖြိုးဆိုတဲ့ပုံကယူနီဖောင်းမထားဘူး။ဘုံပြောတဲ့စကားတွေပဲပြောကျွန်တော်ပြောလို့တနေ့ရီမပြောဘူး။အကြတာကင်မရာပစ္စတိုးထူတာလေအဲ့တော့အဲ့လိုကြီးဖြတ်လာတဲ့ခါကျတော့ဟိုကမန်ချခိုင်းနေမချပေးဘူးမချပေးတဲ့အတွက်သူကမချပေးတဲ့အတွက်မြင်းညာခွန်းစကားများကြိုင်လုံးဘုံဘူးဖြူကငါပြထုတ်ပထနာထုတ်ပြပြလိုက်မယ်ဘုံခွဲပြလိုက်မယ်လက်ပြုံးပြပြလိုက်မယ်ဘာစသဖြင့်ဟိုကြာ ဘူးဘူးတယောက်ကမန်မာနာနေလေပြောတာပြောတော့ပြောတော့ဟိုဟာနဲ့မအပြန်လန်ပြောကြတာပေါ့အဲ့ဒီ video final မှာအပြန်လန်ပြောကြတာပေါ့ပြောကြတော့ဟိုပြီးလည်းပြောနောက်အဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်သိရတော့အဲ့ဒီနောက်ပိုင်းမှာတော့ဒီနောက်24နာရီမပြည့်ပြီပါဘူးခဲ့အဲ့ဒီဇော်ယူထုံကတော့လောဆယ်ဖတ်ခံလိုက်ရတယ်ဇော်ယူထုံကအဲ့ဒီမြို့နယ်ရဲ့ဟိုသူသူ့ရဲ့မြို့နယ်သူ့အထက်ရရှိလို့တင်သူလှမ်းပြောနေတဲ့အချိန်မှာလှမ်းပြောနေတာလေဒီပိုင်းကြားတယ်အာသူတို့ကစီကန်တိုင်းဟိုမှန်ချခိုင်းတာကိုဒီမြို့သူ့ဘုံမူအဲဝေရှုကပြောပါတယ်ပေါ့ဗျာဆက်ပြီးပြောထားတယ်ပြောကြရင်လည်း video final ရက်သွားတယ်ပြီးသွားတယ်ပေါ့နော်ပြောတော့ ီဗီဒီယိုဖိုင်မှာပြောနေတဲ့စကားသံအပြန်အလှန်ပြောနေတာနားထောင်ခြင်းအဖြစ်ကျွန်တော်တို့တခုကိုကျွန်တော်တို့ပြေးမိတယ်။အဲပြီးတော့ပြည်သူစစ်ခေါင်းဆောင်ဟိုပေါ့နော်အပြည်သူစစ်အဲ့ဒီအပိုင်းတော်ဝင်ထားတဲ့ဒီနော်တော်ဝင်ထားတဲ့စော်ယူဇော်ယူထုံးဆိုပုဂ္ဂိုလ်ကတော့လောတဲ့ပန်းကန်လိုက်ရတယ်။ဒီဖြစ်စဉ်မှာတော့ကျွန်တော်တို့ကအတန်းမူရဟန်ပန်နားထောင်ခြင်းအဖြစ်တက်ကဘူမူတယောက်ရဲ့ပြောတဲ့ပြောမှုဆိုပေါက်ကတော့လူတွေကြားမှာဝေဖန်ပြဖြစ်သွားတယ်။ ူတွေကြမှာဝေဖန်နေဖြစ်သွားတယ်အခုအဲ့ပြောပုံပြောပုံရဆိုရင်လူတွေကဝေဖန်သွားတယ်ဟိုပြည်သူစစ်ကောင်းဆောင်ကမာလာမန်လာခဏထားပါတော့လောစေဖက်ခန့်ကကသူကသူကသူ online ပုံမှာပြောတာနေ online ပုံမှာသူ Facebook မှာတက်တက်ရေးတာတွေကြောင့်သူဖက်ခန့်ရဆိုရင်တော့ဒီ video file ပုံမှာပြောနေတဲ့ဘုံမှုရဲ့ဘုံမှုဝေဖြိုးဆိုတဲ့ပုံကိုပြောနေတဲ့ပုံစံကြီးကကြာတော့လူတွေကြမှာတက်မတော်ပုံမှာထင်မြင်ဆောင်းကြရတယ်ဖြစ်ကုန်တယ်တက်မတော်ပုံမှာဟိုလူတွေရဲ့အမြင်တွေကိုလုံးဝထိခဲ့သွားစေဆိုတော့ဘုံမှုဝေဖြိုးကဘာကိုစီဆိုးပြီးတော့အဲ့တော့ဒေါသထွက်ပြီးတော့ပြောနေလို့တော့မသိဘူးမယ်သူပြောနေတဲ့ဟန်ပန်ကကြာတော့ပြဿနာရှိတယ်ပြဿနာရှိတယ်ပေါ့နော်ဆိုတော့ တပ်မတော်သားတွေအရာရှိတွေနေလေဘာပြပြောသတိထားဆင်ကျင်တာကောင်းဆုံးဘာလို့လူမှုအတိုင်းဝိုင်းလူအတိုင်းဝိုင်းနဲ့ဆက်သွယ်တဲ့အခါလူတွေနဲ့ထိတွေ့စကားပြောတဲ့အခါမှာငါတို့ကစစ်သားပဲဆိုတော့စိတ်တရှိရကောင်းပါလေဒါပေမဲ့ငါတို့ကစစ်သားပဲဆိုတော့ရှိပြီမစစ်သားဖြစ်ရင်မောက်မာရမှာလားဆိုတော့မေးကွန်းစစ်သားဖြစ်ရင်အဲ့လိုဒေါ်ကြီးမောကြီးနဲ့တစ်ဖက်လူမှာနင်းကံပြီးတော့ဖိနေဟောက်အောင်လားဆိုတော့မေးကွန်းအဲ့မေးကွန်းကတော့ဒီတပ်မတော်မှာရှိတဲ့အရာရှိတွေနေတော်တော်စဉ်းစားဆင်ကျင်ရဖို့လိုတယ်သတိထားဖို့လိုတယ်ကျွန်တော်ကျွန်တော်အတွေ့အကြုံတစ်ခုပြောပြပါမယ်ကျွန်တော်မပြောဘဲနေတာတလရှိပြီလို့ပြောပြပါစီတလကြော်ပြီးတော့ပြောရမှာပါဆိုတော့တလရှိကြော်ပြီးတော့ မန္တလေးမှာကျွန်တော်သွားတော့နော်မန္တလေးမှာသွားတော့ဘုရားတဆုမှာပေါ့နော်ဘယ်ဘုရားလို့ပြောတော့ပါနော်အားလုံးဟိုတိပြတယ်ထားပါထားပါမာမြတ်မှုကြီးဖျားပါလေဒီလိုပြောပါစီနော်မန္တလေးမှာမာမြတ်မှုဖျားကျွန်တော်ဝင်တယ်ဝင်ပြီးတော့ကျွန်တော်ကလိုက်လိုက်ပြီးလေ့လာတော့ကျွန်တော်ရိုက်ခူးတာထက်လေ့လာတာသွားတယ်ရိုက်ခူးတဲ့ဟာတွေကလိုအိမ်ရိုက်ဘူးလိုအိမ်ရိုက်တယ်ခွပြူရိုက်ခွပြူမပြရိုက်ဒါဘူးလို့အဲ့တော့ကျွန်တော်သွားတဲ့အချိန်မှာအထက်ဝင်သွားတဲ့အချိန်မှာကျွန်တော်လိုက်ပို့တဲ့လူတွေကလည်းတေချာလိုက်ပို့ပါလေတေချာလေးစကားပြောရင်းကြီးကြီးဖော်ရွေးပြောတယ်အဲ့တည်းကဦးလေးတယောက်ကပေါ့နော်သူ့ကိုသူခေါ်ပကဖော်ပြောတော့လို့တော့ ။ဦးလေးတယောက်ကကျွန်တော်အဲ့ဒါနဲ့ဘုရားဘက်ကိုလှည့်ပြီးတော့ဟိုဟိုပူပူပါနေလုံးနေချိန်မှာဟိုကျွန်တော်ရှာတယောက်ကလည်းဗီဒီယိုလေးဖုန်းလေးနဲ့ဗီဒီယိုရိုက်တယ်ကျွန်တော်ကမတန်းလေးနေတဲ့သဘောကြည့်ရိုက်တဲ့သဘောပါပဲ။သူကဘာရဲ့သတင်းမတန်းဆိုတဲ့ဗီဒီယိုဖုန်းလေးနဲ့မတန်းလေးရတဲ့သဘောမျိုး။အဲ့ဒီချိန်မှာအဲ့ဒီခေါပကဖုန်းဆိုတော့ပူပူဖူးရ။အတင်းဟုတ်တယ်ဟုတ်တယ်ပိတ်ဟုတ်တာအမေကဘယ်ကောင်ပါလဲအဲ့ဒါတော့မျိုးစုံဟုတ်တာဟုတ်ပြီးတော့ဘယ်ကောင်ရဲ့တဲ့ခွင့်ပြီးပါလဲမင်းတို့ဘယ်ကအစတမျိုးကိုဗျာအားပါဟုတ်တာရစရာမရှိဟုတ်တာဟုတ်တော့ကျွန်တော်ကဖះရချက်ကိုတော့သူ့ပဲလှည့်ကြည့်ရမလို့အဲ့ဒါဖះရချက်ကိုလုံးနေတဲ့သူ့ကိုလှည့်ကြည့်ပြီးတော့ကြီးစီတော့ပြီးတော့ ဟို easy ပြောလို့ရပါတယ်ဦးလေး easy ပြောလို့ရပါတယ်ဦးလေးလို့ဟောဦးဦး easy ပြောလို့ရပါဆရာရဲ့လို့ခဏ easy ပြောပါရပါတယ်လို့ကျွန်တော် easy ပြောနားထောင်ပါတယ်ဆိုတော့ပြောချင်တာဒေါ်ချင်မိုးကြီးနဲ့အတကုန်ပြောတယ်အဲ့တော့ပြီးတော့မင်းကြီးတွေပဲတက်ကသူအငင်းသားဘုံဘူးကြီးတဲ့ဆိုတော့ကျွန်တော်စဉ်းစားတာကောဒီဂောဘကအဖွဲ့ဝင်ဖြစ်သွားပြီတက်လက်ကြည့်ရင်တက်ကလည်းအငင်းသားကြီးထားပြီဒါပေမဲ့ဘာဖြစ်လို့သူ့ရဲ့ဂောဘကအဖွဲ့ဝင်တောင်လည်းဖြစ်တယ်ဟိုလာနားတဲ့လူတွေကလည်းရဲရဲကားကားတွေမဟုတ်ဟောရဲရဲတွေမဟုတ်သူ့ဘာမှမသိချင်ဘူးဘာဖြစ်တယ်မဟုတ်ဒါပေမဲ့အဲ့ဒါကိုသူဒေါ်ကြီးမိုးကြီးနဲ့တုံ့ပြန်ပြီးဒေါ်ကြီးမိုးကြီးနဲ့အားရပါပြောတာ ်လူငယ်လေးဒီဘက်ကလာလူငယ်လေးတော့ဆိုဒေါချင်းမိုးရှိပြောတယ်ဒီဘက်ကဘာမှလောက်ထားလဲဆိုလေဘာမှမလဲရှင်းရင်လောက်ထားမရှိဘူးဆိုဒါပေမဲ့အဲ့ဒါကို तू ကဘာကိုမကျင်တ်သွားတာလည်းမသိဘူး तू ကအခုမှတခါတော့ဦးရီရှူးရှူးထားပြီးအော်အော်လာငေါက်လာဟဲ့လားလူကြားထဲမှာနောက်ဆုံးတော့အရှက်ကွဲတာ तू ကွဲသွားတာကျွန်တော်ကအေးစေးတုံ့ပြန်လိုက်တယ်အေးစေးပြောရပါတယ်ဆရာဟဲ့လို့ကျွန်တော်လည်းရပါတယ်အေးစေးနောက်ထောင်ရသိတာပဲပြီးတော့ဒီ तू ကဗီဒီယိုရိုက်တာဘာလဲဆိုဒီဗီဒီယိုဖိုင်လေးက तू မပေးလေဒီမှမရိုက်လေနတ်စာကတရားဝင်တဲ့တုံ့ပြန်ထားတယ်မာမြတ်ကဗီဒီယိုဖိုင်ကျွန်တော်တို့ဆိုမှာအပြည့်ပြောချင်တာတခါတကယ်ကကြာရင်ဟိုသူ့ရဲ့ ။ဘာလဲဆိုတော့လာတဲ့အတိုက်က လာတဲ့မန်ပေါ့နော်။အတိုက်ကလာတဲ့မန်ပေါ့။အဲ့ဒီမန်ကအကြသားကြီးကြားထဲမှာပြဿနာရှိတယ်။ဒါကြောင့်တမရောသားတွေကတမရောသားတွေကကျွန်တော်တို့လေးစားတဲ့ပုံစံတွေဖြစ်ရမယ်။ကျွန်တော်တို့တမောထားတဲ့ပုံစံတွေဖြစ်ရမယ်။တမရောသားတမရောသားအတိုင်းသားအတိုင်းဟာတမရောသားတယောက်ချင်းစီတာမန်စစ်သားတွေရဲ့နောက်ဆုံးဘုံဘုံကြီးတွေကကျွန်တော်တို့ပြည်သူလူထုကလေးစားတမောထားရတဲ့လူတွေဖြစ်ဖို့လိုတယ်။အဲ့လိုဖြစ်ဖို့အတွက်ကိုသူတို့ကိုယ်တိုင်ကလည်းအပြုတ်မှုအမနေတိုင်းပြောဆိုပြီးဆင်ခြင်ဖို့လိုတယ်။မဟုတ်ရင်ဘာဖြစ်လဲဆိုတော့လူတွေကြားထဲမှာစစ်သားဆိုတဲ့ကောင်တွေကမောက်မာတယ်မယိုင်းတယ်ဆိုတဲ့ပုံစံဖြစ်သွားရင်ဒီဘယ်သူထိရလဲဆိုတော့တက်မတော်တခုလုံးထိခဲ့တယ်ဒါကြောင့် တမတော်ရဲ့ဂုံတိခါကိုကြာဆင်းအောင်လုပ်တာဒီတမတော်သားတွေပဲဖြစ်သွားတာဖြစ်သွားတတ်တယ်ဒါသတိထားဖို့လိုတယ်ကျွန်တော်အမြဲပြောတယ်ကျွန်တော် journalist ရဲ့ဂုံတိခါကိုကြာဆင်းအောင်လုပ်တာဒီ journalist ကိုယ်တိုင်ပဲအခြားသူမဟုတ်ဘူးတမတော်သားတွေဂုံတိခါကိုကြာဆင်းအောင်လုပ်တာဒီလေတမတော်သားတွေကတချို့သောစိုးသွမ်းတဲ့တမတော်သားတွေကလည်းဖြစ်တတ်တယ်အဲ့ဒါမမေ့ဘူးလို့တယ်ဒါကြောင့်တမတော်သားအရာရှိတွေစစ်စစ်တွေနဲ့ငါအစ်စ်ဘူကငါဘုံဘူကငါဘာလုပ်ပလိုက်မထိုးပလိုက်မချိုးချိတ်ပလိုက်မစော်ပလိုက်ပေါက်ပလိုက်မဆိုတော့မျိုးကကိုယ်စစ်သားကိုကိုလုပ်လို့ရရင်အရာသားရဲ့ကြားထဲသွားရင်တော့လုပ်လို့မရဘူးပြန် လုံးမြအဲ့ဒါကြီးမသိတော့ဘူးနောက်တစ်ခုကဗီဒီယိုရိုက်နေတာတခုဖြစ်နေတာဆိုရင်ဘာဖြစ်ပေါင်းချင်ကိုကြည့်ပေါ့အချိန်ချင်းကလိလာပြီးတော့မှသူပြောတဲ့နေစကားလောက်ပဲပြောပြီးတော့ပပနဲ့နဲ့ရှောင်ထွက်သွားရင်တက်မလာတော့ပုံမလေးစားဘူးလားလို့ညာအဲ့လေးစားခံထိုက်ပွဲပုံကူများဖြစ်အောင်နေတတ်ကြအောင်ကျွန်တော်တိုင်လုံးချင်တယ်တက်မလာဟာတက်မလာဟာလူတွေလေးစားထိုင်ခိုင်းခံထိုက်တဲ့တက်မလာဖြစ်ဖို့အတွက်ကနံပါတ်1ကတက်မလာသားတွေကိုစိတ်နှုတ်နှလုံးကိုစိတ်နှုတ်နှလုံးအမှုရာတွေကအများကြီးကြောင်းနေอยู่ပါပဲ တခုတော့ရှိရစစ်စင်ရင်တင်ကြီးဆိုရင်တော့ကျွန်တော်ကြိုက်တာလို့ပြောလို့ပါစစ်စင်ရင်တင်ကြီးကတော့မရအောင်ဆက်သားတော့စစ်စင်ရင်လို့ပဲဩကောင်းနေမောင်းနေလို့ပါပေါ့ဒါပေမဲ့စစ်စင်ရင်တင်ကြီးမဟုတ်တဲ့အရသားတွေနဲ့ထိတွေ့ရတဲ့နေရာမျိုးတွေကြိုက်တယ်တမတော်သားတွေရဲ့ပြုမဲ့ပြောဆိုပုံကအရင်ရေးကြည့်ပါတယ်ဒါတွေကိုလည်းတမတော်တွေမှာရှိတဲ့သင်တန်းကျောင်းတွေမှာ training ကောင်းကောင်းပေးကြဖို့လိုလိမ့်မယ်ထင်တယ်ဒါပေမဲ့လည်းကျွန်တော်ထင်ပါတယ်တမတော်က training ပေးထားပါလိမ့်မယ်ဒါပေမဲ့တချို့သောတမတော်တွေရဲ့အရာရှိချို့တွေကတော့နည်းနည်းလေးရှိတတ်ပါတယ်ရှိတတ်ပါတယ်ဆိုတော့ဒါကကျွန်တော်ရှိလို့လည်းတမတော်တို့ကလည်းမဆိုင်ပါဘူး စာတယောက်တလေပေါ်ပေါက်လာတယ်တစ်ခုတယောက်နဲ့ပေါ်ပေါက်လာတယ်ဒါတွေကဒါတွေဖြစ်တဲ့သဘောပါပဲခင်ဗျာလေ NLG တဲ့မှာလည်းလူမိုက်လူရဲကားတွေတစ်ခုချဖို့တွေပေါ်တာပဲစစ်တပ်မှာလည်းရှင်းမဲ့လူမိုက်လူမိုက်လူမိုက်စံစံပါညာနေတဲ့စစ်သားတွေရှိမှာပဲဘာဘာမှဒါဘာမှဟောလို့ဆရာချောင်းမရှိဘူးတဘောပြောပြတာပေါ့နော်ဆိုတော့ဒါမဲ့ဘလို့ဖြစ်ဖြစ်ဒီလိုမျိုးကိစ္စပေါ်ပေါက်လာပြီဆိုတော့တက်မတော်အနေနဲ့စင်ချင်းတင်တာတွေပို့ပြီးစင်ချင်းဖို့တင်တယ်တက်မတော်ထိပ်ပိုင်းရရှိချင်းပိုက်နေတယ်ကို့လူရဲ့အခြေအနေကိုပြန်ပြီးတော့လေ့လာကြည့်ဖို့သူတင်တယ်ပေါ့နော်ဆိုတော့အများပြည်သူတွေရှိနေစစ်စံတွေကမင်းတို့ရဲ့အတန်တွေပြောဆိုမှုရတယ်မင်းတို့သတိထား ဘယ်သူတွေဖုန်းဗီဒီယိုရိုက်နေလဲဗားတဲ့ညာလဲစသဖြင့်ပေါ့စက်သားဆိုတော့ဗျာစိတ်တူတတ်တယ်စိတ်ဆိုးတတ်တယ်ဒုံတိုင်းဖုန်းတိုင်းလောက်တတ်တယ်ဒါပေမဲ့လောက်တာတော့မှန်ပါတယ်ဒါပေမဲ့နေရာတိုင်းမှာအဲ့ဒီတိုင်းလို့လို့မရဘူးလေဗျာနေရာတိုင်းလို့လို့မရအဲ့ဒါလေးတော့သတိကြီးကြီးထားကြဖို့လိုတယ်နောက်မှလည်းဟိုတစ်ဖက်အဖွဲ့စည်းကဒါကြီးကိုတဲပြီးတော့မင်းစက်သားတွေကြည့်ပါလားစက်သားတွေကိုလည်းကြည့်ပါလားမင်းစက်သားတွေကြည့်ပါအောင်ဆိုတဲ့စကလုံးဟာတယောက်ချစ်တာကိုဒီပုတ်တဲ့ငခုံးမှာကိုတလေလုံးတလေလုံးလည်းညှို့ထုတ်ပါလိမ့်မယ်ပုတ်တဲ့ငခုံးကတကောင်ကိုပြောပဲတလေလုံးသူလည်းညှို့လှေတစ်ခုလုံးတစည်းလုံးလည်းညှို့ထုတ်ပါလိမ့်မယ်တစ်ဖက်အဖွဲ့စည်းကအဲ့တော့လေတစည်းလုံးလည်းညှို့မထုတ်ခံအောင်လို့ပုတ်တဲ့ငခုံးမှာတွေတက်နိုင်ကြမပေါ့ထိမ့်မှု က်ဆိုင်ရာလှိပိုင်းရှင်မှာတာဝန်ရှိပါတယ်။နော်ဒါလေးကကျွန်တော်တို့တပ်မတော်သားတွေနဲ့ပတ်သက်လို့ပြောတာ။အဲ့တော့ဒီဘုံမှုဝေဖြူရဲ့ဒီပြောဆိုဘုံကြီးကတော့နည်းလေးကျန်းတယ်။ကျွန်တော်အမြင်ပြောရင်နည်းလေးကျန်းတယ်။ကျန်းတယ်ပေါ့။သူဘာလို့ဒေါသထွက်ပြီးဒီလောက်ပြောနေလဲလို့ကျွန်တော်သိမယ်။သူပြောတာတော့ကျန်းတယ်။တစ်ဖက်ဖွဲ့စည်းတစ်ဖက်ကလူကလူကတုံ့ပြန်နေတဲ့ပုံစံကတော့ပြော့ပြောင်းလာတော့တွေ့ရတယ်။အဲ့ဒီအရင်ဒေါသထွက်မှန်းတဲ့သူမလုပ်ရဘူး။ဒါဆိုတက်ကဘုံမှုစဉ်ကိုကဒီပြည်သူစစ်ခေါင်းဆောင်ဆင်ပြောတယ်။ဆိုတော့ဒါကတော်တော်ဖြစ်တယ်။ပြီးတော့အဲ့အဲ့ဒီဖြစ်ရကိုကြည့်ပြီးတော့ပြည်ပင်းအုပ်စုတွေကဒီနေရာကနေပြီးတော့ပြည်သူစစ်နဲ့တပ်မတော်သားတွေထားမှာထိုးခွဲဖို့ အစရရတော့တယ်ဒါတွေကတက်မလို့သားဘက်ကဒီဘက်ကဆင်ကျင်မှုလို့တယ်3ကြီးကြီးထားဖို့လို့တယ်ဟိုပြည်သူစစ်တွေကလည်းလက်ချက်ချင်းမှာတက်မလို့တဲ့အတူလက်တွဲပြီးတော့တိုင်းပြည်ကိုအတူဥပပေါင်းဒီအရင်ကြီးစ조사ပေးနေတာဖြစ်တဲ့အတွက်ဒီပြည်သူစစ်တွေနဲ့ပတ်သက်ရင်လည်းပြောဆိုနေတိုင်းဆင်ကျင်တိုင်းတရိထားထားကောင်းပါတယ်ပြည်သူစစ်တွေကစိုးရအောင်ချင်းစိုးရအောင်ကောက်ဖမ်းထည့်လိုက်ပေါ့ဗျာရှင်းရှင်းလေးပဲတက်မလို့သားတွေမှလည်းစိုးရအောင်ချင်းစိုးရအောင်ခေါ်ပြီးဆုံးမလိုက်ပေါ့မင်းဒီတားလိုက်ပေါ့ဒါလည်းရှိတာသူတို့လှုပ်ကြတော့အဲ့ဒါမှပဲတက်မလို့ကလူလေးစား ထိုက်တဲ့လုပ်ရဖြစ်ပေါ်ဖြစ်စဉ်ဖြစ်လာမှာပေါ့နော်ဆိုတော့ဘာပြောဒီဗမှုကတော့ဘာစိတ်ကူးနဲ့ဘလို့စိတ်နဲ့ဘလို့ဒေါသနဲ့ဘလို့လို့တော့မသိဘူးဗျာနော်ဆိုတော့ပြဿနာကအခုတချို့ကဝေဖန်ပြီဘာလို့ဆိုမလိုင်မရှိတဲ့မလိုင်မျိုးနယ်ရဲ့စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့ဖို့ဆိုတော့အဲစတားစစ်ဘူးဒီလောက်ကြမ်းတမ်းပြောတဲ့မလိုင်မျိုးနယ်စီမံအုပ်ချုပ်ရေးကောင်စီဆိုတော့သူသားဒီလိုပြောနေပုံနဲ့ဆိုရင်ဟောတော့ဟိုကဘလို့လုပ်လဲသူမလိုင်အောက်ကလူဆိုဘလို့ကြမလဲဆိုတော့စိုးရိမ်ချင်မှုမရှိလာဘူးဆိုတော့ဘာပြောဒါက ဒီဒါကဘာပြောသတိပြုစီခြင်းစရာကောင်းတဲ့ကိစ္စတခုဖြစ်တယ်လို့ပဲကျွန်တော်တော့မြင်ပါတယ်အဲ့တော့ဘာပြောဒီဖြစ်စဉ်မှာဒီဖြစ်စဉ်ကနေတမတော်ဘက်ကလူတွေကရောတာဝန်ရှိတဲ့အခုလက်ရှိဘုံမှုမျိုးပါဝင်တာဝန်ရှိတဲ့သူတွေရောအကောလောကဒီဖြစ်စဉ်ကနေပြီးတော့သတိပြုစရာစီခြင်းစရာသင်ခန်းယူစရာသင်ခန်းစာယူစရာနောက်တစ်ခါဘာပြောနောင်နောင်များမှာအလားတူဖြစ်ရမျိုးဖြစ်ပေါ်လာခဲ့ငါတို့ဘလို့ဘာဖြစ်မလဲဆိုတာကိုပြင်ဆင်စရာတွေရသွားဖို့ပဲကျွန်တော်တိုက်တော့မှာနော်ပြီးတော့တမတော်သားတူးချင်းစီတိုင်းဟာပြည်သူလူထုလေးစားခံတိုက်တဲ့ပုံစံတွေဖြစ်ဖို့ကိုနှုတ်နှလုံးအမှုရာတွေအားလုံးဟာ တက်နိုင်မြတ်အထူးလေ့ကျင့်ထားဖို့လိုတယ်လို့ကျွန်တော်မြင်တယ်ပုံပြီးတာမန်လူတွေပုံ resistant ကောင်းဖို့လိုတယ်ခုကိုဘာပြီးတော့ဟောတော်ညာရင်ညာသူအတွေ့ခေါ်ယူဆလုပ်ပုံခိုင်းပုံစသဖြင့်ဒါတွေကိုတော့ပို့ပြီးတော့တဆင့်မြင့်နေဖို့လိုတယ်ဒါမှသာလေဒီလိုတဆင့်မြင့်နေမှသာလေကျွန်တော်တက်မလို့သားလေးတော့ကောင်းလို့ဆိုတော့ကျွန်တော်တို့ကပို့ပြီးတော့၄တော့ကောင်းလို့ဆိုတော့ပို့ပြီးယုံကြည်လာမယ်ပြီးတော့ဒါမှသာလေဟို၄နှံအောင်တဲ့ကောင် ဟိုထမိန်ချုံလိုက်တာလည်းအမှတ်ဖြစ်သွားတယ်လို့ကျွန်တော်တို့မလေးဝဲသားဖေးရတို့လိုမျိုးเนาะဟိုဘာမတက်ညာမတက်ကောင်းစပန်စပန်ညာဆရာလွတ်တော်မှာဖြစ်တာကိုကျွန်တော်တို့ကထိုင်ကြည့်ပြီးတော့ထမိန်ချုံလိုက်တာလွတ်တော်မှာဖြစ်သွားတာကိုကျွန်တော်တို့ထိုင်ကြည့်ပြီးတော့ဘာပြောမှမသိဖြစ်နေတာမျိုးမဖြစ်အောင်လို့ဒါသတိထားဆင်ခြင်မှုလို့လည်းလိုက်တော့ချင်ပါတယ်เนาะကိုကျော်နုကျော်သွားတာလည်းကောင်းပါတယ်ဗျာเนาะခုလိုပြပပြီးတော့လည်းကိုကျော်နုကိုလည်းကျေးဇူးတင်ပါတယ်เนาะချန်နယ်လေးကိုလည်းလာရှင်လေးလုပ်ခဲ့ပြီးမိပါတော့ခင်ဗျာ